မင်္ဂလာပါရှင်။ဗမာခေတ်သတင်းဌာနမှကြိုဆိုလိုက်ပါရရှင်။ညီမတို့ channel ကတော့မြန်မာနိုင်ငံရဲ့သတင်းဥတင်တူများကိုချိန်နဲ့တပြေးညီတင်ဆက်ပေးနေရပဲဖြစ်ပါရရှင်။ယခုကဗမာဆုံးတင်ဆက်ပေးမယ့်သတင်းကတော့စစ်မှုရန်စင်ခေါ်ရဲ့ဥပဒေနဲ့အညီမလို့ရဲ့ပြည်ထနာများခေရှင်းနေရဟုစစ်ကောင်စီဒုက္ခဆောင်ပြောဆိုတဲ့သတင်းပဲဖြစ်ပါရရှင်။ စမှုရမ်းများစင်ကိုရရဲဥပဒေနဲ့အညီမလို့တဲ့အတွက်နေစာတူဝပြဿနာများကိုဖြေရှင်းနေရကြစစ်ကောင်စီဒုတိယကောင်ဆောင်ဒုတိယဗိုလ်ချုပ်မှုကြီးဆိုရင်ကမက်စလ20ရက်နေ့ကကလောတက်နေမှာအရာရှိစစ်သည်မိသားစုများနဲ့တွေ့ဆုံရရင်ပြောတယ် စက်ကောင်စီကစမှုတန်းစုဆောင်ရာတွင်အတင်းကျပ်ပေါ်တာဆွဲဖန်စီခြင်းပြူစောထေးများတရင်ပိလူမိုက်များကလူငယ်များကိုဖန်စီပြီးစစ်တပ်ကိုပြန်ရောင်းခြင်းများရှိကြောင်းလေးလာဆောင်ကြည့်သူများပြောထားတော်လဲထူကောင်ဆောင်ကစမှုတန်းဥပဒေအသက်သွင်းပြီးနောက်စင့်ခေါ်ရေးအဖွဲ့အစဉ်စင်ဖွဲ့စည်းကတမတ်အရေးချင်းရှိသူများကိုပါဥပဒေနှင့်အညီသင်တန်းများဖွဲ့ပြီးတင် जा ပေးခဲ့သည်ဟုဆိုသည် ထို့သောဆောင်ရွက်ရာတွင်စစ်မှုရန်စင်ခေါ်ရေးဖွဲ့အချို့ကဥပဒေလုံထုံလုံနေများနဲ့အညီမဆောင်ရွက်သည့်အတွက်စစ်မှုရန်စင်ခေါ်ရာတွင်မလိုလားအပ်သည့်ငွေကြေးမတန်မာမှုများကြောင့်စုဆောင်ခံရသည့်စစ်မှုတန်းများချို့တွင်အခက်အခဲအကျတဲဖြစ်ပေါ်လာကပြဿနာဖြေရှင်းနေရာကြောင်းပြောဆိုခဲ့ခြင်းဖြစ်သည့် စင်မူရန်အိုဘရီကိုစစ်ကောင်စီတအင်းအောင်တောင်းတင်အသက်သိငယ်ခြင်းဖြစ်ကြောင်းစင်ကိုရေးဖွဲ့များ၏မှရင်သည့်လှုပ်ဆောင်မှုများတွေ့ပါကစစ်ကောင်စီတပ်သားများသက်ဆိုင်ရာကိုတင်ပြရန်လူချောင်းကိုလည်းစစ်ကောင်စီကထူအောင်ဆောင်ကပြောဆိုသည် အဆိုပါတွေ့ဆုံမယ်ရင်ဒူကောင်းဆောင်ဆိုရင်ကရွေးကောက်ပွဲလုပ်ပေးမည်ကာလကိုစကောင်းဆောင်ကကဘာတိအောင်ကျင်းညာခဲ့ပြီဖြစ်ကြောင်းပါတီကိုယ်စားလှယ်များမဲဆွေနိုင်ရန်ရွေးကောက်ပွဲကျင်းပနိုင်ရန်အရေးကြီးသည့်နေမြေတည်ငြိမ်အေဂျင်စီစစ်ကောင်စီတပ်သားများနဲ့ရဲတပ်သားဖျူစော်တင်များပါဝင်မိဘများပါမည်လုံခြုံရေးတွင်းမြင့်သွားရန်လိုကြောင်းလူကိုလည်းမှာကြားခဲ့သည် စစ်ကောင်စီရင်နေပြင်စစ်မှုရန်ဥပဒေကိုဒီခဲ့တဲ့2024ခုနှစ်ဖေဖော်ဝါရီလနဲ့သက်သွင်းခဲ့ခြင်းဖြစ်ပြီးစစ်မှုရန်နေဥပဒေမှာယခုနှစ်ဇန်နဝါရီလ23ရက်နေ့တွင်ထွက်ရှိလာခြင်းဖြစ်သည်စစ်ကောင်စီရေးဆဲသည့်စစ်မှုရန်နေဥပဒေထွက်ရှိပြီးနောက်စစ်မှုရန်စင်ခေါ်ရာတွင်စာဖြင့်စင်ခေါ်ခြင်းများကိုလည်းပြုလုပ်လာသည် လက်ရှိရင်စစ်ကောင်စီစမှုတန်းစင်ခုံမပတ်စဉ်စတေဂျီရောက်ရှိလာပြီဖြစ်ကရခိုင်တင်တန်းစင်များမှာစစ်နေပြင်စီလိုခံရပြီးဒေသမှုများရှိနေကြောင်းသတင်းများတွင်ဖော်ပြချက်များနဲ့ဒေသစမှုတန်းနှင့်နှိဆက်သူများ၏ပြောဆိုချက်များအရာသိရှိရသည်ဆလဗီဘရောင်းမျိုးနဲ့အုံရှိပေမျိုးအနေရင်းအေအေနဲ့စစ်ကောင်စီတပ်များတိုက်ပွဲကြီးကြဲဖြစ်ပေါ်နေပြီးမျိုးပေါ်မှာဆက်တက်ကလက်နက်ကြီးများဖြင့်ပြစ်ကူပေးနေဆိုတဲ့တဲ့ကိုတင်ဆက်ပေးပါမယ်ရှင်။ ဖဂိုးတိုင်းပြည်တော်မျိုးနဲ့အိုးရှိပေမျိုးနေရင်အေအေနဲ့စစ်ခေါစီတများတိုက်ပွဲကြီးကြဲဖြစ်နေကြောင်းအိုးရှိပေမျိုးမှဒေသပြည်သူများကရန်ကုန်ခေတ္တတွင်ဌာနချန်တို့ပြောဆိုသည်ဇန်နဝါရီလမှစတင်ပြီးဖဂိုးတိုင်းပြည်တော်မျိုးနဲ့ညောင်ကျိုးတက်စကန်တွင်အေအေနဲ့စစ်ခေါစီတများကြားတိုက်ပွဲများဖြစ်ပွားခဲ့ပြီးနောက်စစ်ခေါစီတများမှညောင်ကျိုးရောင်းနဲ့အိုးရှိပေမျိုးများတို့ဆုတ်ခွာလာကြောင်းမက်စနာ၁၄ရက်မှစတင်ပြီးညောင်ကျိုးစကန်နဲ့ညောင်ကျိုးရောင်းတက်စကန်အကြားတွင်တိုက်ပွဲများကြီးကြဲဖြစ်ပွားနေကြောင်း အိုရှိဗင်ညိုရင်ခြေဆိုင်ထားသောစစ်တပ်ကညောင်ချောက်တက်စကန်ဘက်သို့လက်နက်ကြီးများဖြင့်အကြီးအကျယ်ပစ်ခတ်လျက်ရှိကြောင်းသိရှိရသည်။ဒီမနက်ဆိုရင်လေအိုရှိဗင်မျိုးပေါ်မှာလက်နက်ကြီးတန်းဒီချနေရတယ်အခုတိုက်ပွဲဖြစ်နေတာကညောင်ကျိုးနဲ့ညောင်ချောက်ကြားမှာဖြစ်နေတာအိုရှိဗင်မျိုးပေါ်ကနေလေလက်နက်ကြီးတွေတောက်လျှောက်ပြေကူပေးနေတယ်ညောင်ချောက်ဆိုတာကအိုရှိဗင်နဲ့ကလျက်ဆိုတော့တိုက်ပွဲတွေကတဖြည်းဖြည်းကိုအရန်နီလာနေပြီဟုအိုရှိဗင်မျိုးမှဒေသပြည်သူတို့ကရန်ကုန်ခေတ်သတင်းဌာနထံသို့ပြောဆိုသည် လတလောအိုရှေပင်မြို့ရင်တက္ကသိုလ်ဝန်ထမ်းဆောင်မွေးများပြုလုပ်လျက်ရှိပြီးရင်းဆောင်မွေးများပြီးဆုံးမှာကစာတင်ကြောင်းများအားလုံးနဲ့စစ်ကောင်စီတပ်များကတက်ဆွေရန်ပြင်ဆင်လျက်ရှိကြောင်းအိုရှိပင်မြို့ပေါ်တွင်စကောင်စီကခုခံဆင်များပြင်ဆင်လျက်ရှိရာတွင်ရဲစခန်းနှင့်ဌာနဆိုင်ရာရုံးများသာမကမြို့ပြင်နေရာများတွင်မှ လုံခြုံရေးအကွယ်အတားဆေးများကြီးကြေချထားကြောင်းသိရှိရသည်။ ဘုကိုတိုင်းနောင်ကျိုးတိုက်ပွဲတွင်အစံဘက်စစ်တေးလေးရင်များကမောင်ရံပုံကျဲမှုနှင့်အေအေးတိုက်ခိုက်မှုကြောင့်စစ်ကောင်စီတပ်သား120ကျော်သေဆုံးခဲ့ကြောင်းကြံရှိနေသောတပ်သားများအလုံးမှလည်းတက်ပြဲ၍ထွက်ပြေးကြကြောင်းညကျိုးတိုက်ပွဲတွင်ပါဝင်ခဲ့သောအလင်းဝင်စစ်မှုရန်တပ်သားတွေကိုနန်းလင်းသူကထုတ်ဖော်ပြောဆိုထားသည် ရှိခိုင်ဒီနယ်တောင်ကုန်းမြို့နယ်နဲ့ဆက်ဆက်လျက်ရှိသောပုဂိုလ်တိုင်းပဒောင်းမြို့နယ်တွေးရှိအညောင်ကျိုးခြေရတက်စကန်ကိုအေအေဦးဆောင်သောပူပေါင်းတပ်များကဒိုးစစ်ဆင်လျက်ရှိရာလက်ရှိတွင်ကာကဲစကန်များအလုံးကိုတိုက်ခိုက်သိမ်းပိုက်ရရှိပြီးဖြစ်ကြောင်းသူရရင်စစ်ကောင်စီလေးဆောင်တိုက်ခိုက်မှုများသောဆက်လက်ရတိုက်ဝဲပြင်းထန်နေစေဖြစ်ကြောင်းအေအေပြောခွင့်ရပုဂိုလ်ခိုင်သူခါကထုတ်ဖော်ပြောဆိုသည် ဆက်လက်ပြီးစေတုဒ္ဓရာရင်စစ်မှုထံကာယံလူငယ်များ စုဆောင်ပေးနေသောအုပ်ချုပ်ရေးမှုတို့နဲ့စစ်တပ်တောက်တိုင်းတို့ပြက်ခတ်ခံရပြီးသုံးသိဆုံးဆိုတဲ့တင်ကိုတင်ဆက်ပေးပါမယ်ရှင်။မကွေးတိုင်းစေထုပ်တရားမျိုးနေရင်အကျံဘက်စတက်ဒရက်စစ်မှုတန်းခိုင်းရင်လူငယ်များစူဆောင်းပေးနေသောအုပ်ချုပ်ရေးမှုတအုပ်နဲ့စတက်တောက်တိုင်းနအိုးကိုဖြစ်ခတ်တိုက်ခါရသုံးသိဆုံးငယ်ကြောင့်စေထုပ်တရားမျိုးနေကိတုကော်ရဲ့ဖွဲ့မှတောင်းရင်ရှိသူတို့ကရန်ကုန်ခေတ်တဲ့တွင်ဌာနတန်းတို့ပြောဆိုသည် မက်စလော19ရက်နေ့စေတုဒရာမျိုးနဲ့မြင်းနီကုန်းခြေရွာရင်းနေတိုင်းတော့အကျံဘက်စစ်တပ်ကအုပ်ချုပ်ရေးမှုတအုပ်နဲ့အကျံဘက်စစ်တပ်တောက်တိုင်းနှုပ်ကိုစေတုဒရာမျိုးနဲ့ပြည်သူ့ကော်မတီအဖွဲ့မှကြော်လင်းရဲဘော်များကပြက်ခတ်တိုက်ခိုက်ခဲ့ရာဖွဲ့စည်းပြီးတိုက်ဆုံခဲ့ကြောင်းသိရသည်သီဆောင်သောအုပ်ချုပ်ရေးမှုနှင့်စစ်တပ်တောက်တိုင်းနှင့်အိုဒီအချမ်းဘက်စစ်တပ်တို့ဆစ်မှုတန်ရဲလူငယ်များအစုဆောင်ပေးခြင်းဖြစ်သူများထံမှနေမျိုးစုံဖြင့်ငွေညစ်တောင်းခံခြင်းများလှူဆောင်နေသူများဖြစ်ကြောင်းသီဆောင်သောသူများထံမှစုဝတ်စုံချို့တင်ဆက်ရရှိကြောင်းသိရှိရသည် ကျွန်တော်တို့ကတော့ဂျမတ်ဆက်ချက်ကိုတရင်ပေးနေတဲ့ပြည်သူစစ်ဖွဲ့စည်းရင်ဂျိုးပန်းကြတဲ့တလန်မန်သမျှကိုရှင်းလင်းသွားမှာပါ။ဂျမတ်ဆက်ကောင်စီတောက်တိုင်မန်သမျှအကုန်မော်အခုတိုက်ခိုက်ခဲ့တဲ့ကောင်တွေကစစ်မှုထမ်းဖို့လူငယ်တွေကိုလူဆိုးပေးတာတွေ၊ငွေညစ်ကြတွေ၊ငွေတောင်းခံတာဆူဆူဝါလှူဆောင်နေသူတွေပါဟုစိတ်တော့ဒရာမျိုးနဲ့ပြည်သူ့ကောင်ရဲ့အဖွဲ့မှတောင်းရှိသူတို့ကပြောဆိုသည် စေတုဒ္ဓရာမြို့နယ်တွင်ရှိချမ်ဘတ်စတိတ်အုပ်ချုပ်ရေးရန်နေရာတွင်ကပါဝင်နေသောမြို့နယ်အစဉ်ရောက်ွယ်စဉ်ကျေးရွာစဉ်အုပ်ချုပ်ရေးမှုများအနေဖြင့်အချမ်ဘတ်စတိတ်ရန်နေရာတမှချက်ချင်းနှုတ်ထွက်ရန်နှင့်အချမ်ဘတ်စတိတ်လက်အောက်ခံအဖွဲ့အစည်းအများကိုတောက်တိုင်းလုပ်ခြင်းထောက်ပံ့ခြင်းသတင်းပို့ခြင်းများပြုလုပ်နေသူများကိုကင်းကျင်းထန်တဲ့အရေးယူသွားမည်ဖြစ်ကြောင်းထို့ကြောင့်ပြည်သူများအနေဖြင့်အုပ်ချုပ်ရေးမှုများစတက်တောက်တိုင်းများစစ်စခန်းနှင့်ရင်းနှံများအနီးတော်လစီမပြုလို့ရန်စေတုဒ္ဓရာမြို့နယ်ပြည်သူ့ကော်ရီပွဲမှတောင်းရှိသူတို့ကဆက်လက်ပြောဆိုသည် ရှိခိုးဆက်လက်ပြီးတင်ဆက်ပေးမယ့်တဲ့ရင်ကတော့မင်းအွန်လိုင်းတာအောင်ပြေဆိုရင်ရှယ်ယာများပါဝင်သော YHN အောင်မြန်မာကုမ္ပဏီကိုလူယုံမောင်မောင်နိုင်ငံဦးဆောင်ပြီးစစ်ဗန်နဲ့ရိုဘော့အမှတ်တံဆိပ်ကောင်းတရားနဲ့အင်ဂျင်ဝိုင်းစီများတင်သွင်းခွင့်ရဆိုတဲ့တဲ့ရင်ဖြစ်ပါရဲ့ရှင်။ အကျန်းဖတ်စေကောင်းဆောင်မေအောင်လိုက်တာအောင်ပြေဆိုရင်ရှယ်ယာများပါဝင်တော့ YHN အောင်မြန်မာကုမ္ပဏီကိုစီဝိုင်းလူရောမမနိုင်ငံဦးဆောင်နေပြီဂျပန်နဲ့ဥရောပနာမည်ကျော်အမတ်စိတ်ကားကြရနေ73စင်းများကိုတင်းတင်းပြန်ပြိုးဝင်ရနေသောရန်ကုန်ခြေစိုက်စီဝိုင်းသတင်းရင်းမြစ်ကရန်ကုန်ခေတ်သတင်းဌာနကြံပြောဆိုသည် မြောက်လိုင်းသောအောင်မြေဆိုရင်လူယုံဖြစ်သောမမနိုင်ကအောင်မြေဆောင်ပိုင်းဆိုင်သော Skywin Construction ၏ပါဝင်စီးပွားရေးလုပ်ငန်းများစွာကိုကြီးကြပ်ကုတ်ကဲနေပြီးအခြားတစ်ဖက်တွင်လည်းနမဲကျော်ကားတိုင်ယာနှင့်စက်သုံးစီများကိုတင်သွင်းနေသော WHIR မြန်မာကုမ္ပဏီအမည်ဖြင့်လည်းကောင်းလောက်ကား၏တိုင်ယာနှင့်အင်ဂျင်ဝိုင်းဈေးကွက်ကိုလွှဲဝဲကြည့်အုပ်လုပ်ကန်ရေးရှိကြသည် အောင်ကြီးစုံရဲ့ဒီကရှယ်ယာများပါဝင်နေသော YHIR မြန်မာကုမ္ပဏီကနမဲကျော်ဂျပန်ယူကိုဟာမကတာယာဥရောပနမဲကျော်တာယာဖြစ်သောတောင်လုံးနှင့်ပြင်သစ်ကျော်ဂျပန်ကုမ္ပဏီပိုင် ELF InjoyC တင်းတင်းခံပြမှုများကိုလှူဆောင်လျက်ရှိကြောင်းမြန်မာနိုင်ငံကတာယာဈေးကွက်နှင့် InjoyC ဈေးကွက်ကိုမမောင်နိုင်နှင့်အောင်ကြီးစုံ၏ကုမ္ပဏီဖြစ်သော YHIR မြန်မာကလဝတ်ကြီးအုပ်ချဲ့လည်နေကြောင်းသိရှိရသည် ။မွန်မောင်နိုင်ဟာအောင်ပြေဆောင်ရဲ့ရှေ့ထွက်လူယုံဖြစ်ပါတယ်။သူနဲ့အောင်ပြေဆောင်ကအနောက်နိုင်ငံတွေရဲ့စီးပွားရေးပိတ်ဆို့မှုတွေခံထားရပေမဲ့ ဟွာယင်းရှန်အောင်မြန်မာကုမ္ပဏီကိုထူထောင်ပြီးယိုကိုဟာမာတိုင်ယန်ဂျုံလုပ်တိုင်ယန်နဲ့ ELF Engine Wine Series ပါဝင် EU နဲ့ Japan ကုမ္ပဏီတွေကထုတ်လုပ်တဲ့နာမည်ကြီးကားတိုင်ယန်နဲ့ Engine Wine Series ကိုမြန်မာပြည်ဈေးကွက်မှာစီးဆိုးချေလဲခွင့်ရရှိထားပါတယ်ဟုရှန်ကုန်စီစိုက်စီးပွားရေးသတင်းရင်းမြစ်ကပြောဆိုသည်မြန်မာလိုက်တာအောင်ပြည်ဆိုရင်ဒီကရှယ်ယာများပါဝင်နေသော WHI အောင်မြန်မာကုမ္ပဏီတွေ၊ Honsan Company Limited နဲ့ WHI Shan Corporation စကဘောတို့ဖက်ဆက်ရင်းနှီးမြှုပ်နှံထားတဲ့ကုမ္ပဏီဖြစ်ကြောင်းသိရှိရသည်။ ဥရောပနဲ့နောက်နိုင်ငံကြီးများကအောင်ပြေစော်နဲ့မမောင်နိုင်ကိုစီးပွားရေးပိတ်ဆို့ချတော့လေ၎င်းတို့ထူထောင်ထားတဲ့ကုမ္ပဏီမှာဥရောပအမေတစင်အင်ဂျင်ဝိုင်းစီများနဲ့ကောင်းတရားများကိုတင်သိမ်းခွင့်ရရှိနေခြင်းဖြစ်ကြောင်းရှင်ကိုစီးပွားရေးတိုင်ဝမ်ကထောက်ပြပြောဆိုကြသည်